တရားရဲနေဖြစ်ကြပါစေတော့အလုံးကိုနေဦးမဲ့ channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့ဘာမှမပြောခင်ဗီဒီယိုတော်တော်လေးကိုအရင်ကြည့်ရအောင်နော်။အခု online မှာတက်နေတဲ့ video file တွေကလည်းဒါကြီးကရန်နုံပြေဂျုံရတဲ့အကြောင်းအရာလည်းမဟုတ်ဘူး။တစ်ဖက်မှာတော့အလွန်ဂျုံအောင်ပွဲခံကြတယ်ပေါ့ဗျာ။ကြည့်ရတော့ဗမောတိုက်ပွဲမှာသူတို့တော်တော်အထိညာနေတဲ့သဘောပေါ်ပါတယ်။ဗမောတိုက်ပွဲမှာ KIA တွေနဲ့ PDF တွေအဖွဲ့တွေအရင်းမတားဘူးပေါ့ဗျာ။အဲ့လိုဖြစ်နေတယ်ဒါတော့သူတို့သိတယ်။ဟိုမရဘူးတဲ့အားတွေရတဲ့အခါမစားဘူးမတောက်ဘူးတဲ့စားရတဲ့အခါပိုကြွားတတ်တယ်ဆိုတာမျိုးလို့ပါ။ အခုလဲဒါ KIA နဲ့ PDF အုပ်စုကမရဘူးတာရရတဲ့အခါပူချွားတတ်တယ်မစားရဘူးလေစားရတဲ့အခါပူချွားတတ်တယ်ပုံစံမျိုးဖြစ်တဲ့ခင်းချင်းနဲ့ပူပြီးချောချောဝင်နေလို့တဲ့သဘောလို့ကျွန်တော်တို့ပြောမှာပေါ့ဒီနေ့ကပူဝါရထပ်ပြန်တာပူပြီးတော့ကျန်းလာတယ်သူတို့ပြစ်ခတ်မှုကဒီနေ့ထပ်ပြစ်တယ်လို့ထပ်ပြောပြန်တယ်ရွှေကူခလာက96တိုင်ရင်းနဲ့မာတဲ့အရေးပေါ်ဆင်းသက်ခလေရဟန်းကြီးဟိုတဲ့ KIA ကလက်နက်ကြီးနဲ့တွားပြီးထပ်မှပြစ်ခတ်တယ်တဲ့အဲ့လိုပြစ်ခတ်မှုကြောင့်ရဟန်းကြီးဒဇင်းလုံးပျက်စီးသွားပါတယ်ဆိုပြီးတော့တခါထပ်ပြီးဝါရဖြန်တယ်ရဟန်းကြီးဒဇီးပြက်ကြသွားတဲ့အတွက်တပ်မတော်ဘက်က အဲ့ပြက်ကြတော့ရဟရဲ့ black box နဲ့အခြားသောလိုအပ်တဲ့အချက်လေ information တွေရဖို့အတွက်ကိုတမလို့လေနေရအဲ့ရွှေကူးနဲ့ပတ်ပတ်လေတဝိုက်မှာပြန်ပြန်ပြီးတော့သူတို့ပြက်ကြတော့ရဟရဲ့ရှိတီနီယာကိုလိုက်ရှာတယ်တီနီယာမှာ KIA တွေအုပ်စုတွေရှိတယ်ဆိုရင်ဒါတွေကိုရှင်းလင်းလုပ်ဖို့ကြိုးစားတယ်ဆိုစစ်တီအလောင်းနဲ့ဒီရဟရဲ့အချက်လေ black box ပေါ့ဒါတွေရဖို့အတွက်ကိုတက်ကလည်းပြန်ကြိုးစားတယ် KIA ကလည်းအဲ့ဒါမှာသူတို့ကလည်းဥစွာပြင်ရောက်သွားတယ်ဘာလို့လဲဆိုတော့သူတို့နယ်မြေဆိုတော့ဗျာသူတို့ကျွမ်းတာပေါ့ ဖြစ်တဲ့နေရာကိုရောက်အောင်သွားနိုင်တယ်ပြီးတော့ရွာကန်နေကန်တွေရဲ့သတင်းချက်လက်တွေ information တွေဖုန်းတွေပါ contact ကြည့်ရပြီးတော့ဗီဒီယိုရိုက်ထားတာလေးအဲ့ဒါလေးကိုလို့တော့ KIA ရောက်အောင်တောင်းပြီးတော့ဝါရအရင်ဖြန့်တယ်စစ်တပ်ရဲ့ရဟယုံပြစ်ချနိုင်ခဲ့ပါတယ်ဆိုတော့အောင်မွေးခံမှုနဲ့ကြွားကြွားဝုန်းဝန်တွေလုပ်ကြတာဒီ27နိုင်ငံရေးခင်းကျင်းတို့မှာရဟယုံတွေပြက်ကြတဲ့ဖြစ်စဉ်ရဲ့ပြက်ကက်ခံရတဲ့ဖြစ်စဉ်တွေကအနည်းဆုံး9ချိန်ထက်မနည်းဖြစ်ခဲ့ပြီးပြီကျွန်တော်သိသလောက်ဆိုရင်ခိုင်ခိုင်မာပြောနေတာ3စီးထက်မနည်းတော့တကယ်ပျက်စီးသွားခဲ့တာရှိခဲ့ပြီးပြီဒါပေမဲ့အလွန်ကြုံအောင်ပွဲခံပြီးဝါရဖြန့်တာတွေများလွန်းတဲ့ခါကျတော့အညို့အတိတွေဖြစ်သွားတတ်ပါတယ်ဒါလေးကိုသတိပေးကြတာအညို့အတိဖြစ်သွားတတ်ပါတယ် ဲ့ဒီအညို့တေးကကြီးသွားရင်မတို့လိုက်တဲ့စူးကျူတွေအဲ့ဒီတစ်ဖက်အဖွဲ့စီမှာရင်ဆိုင်ရတတ်တယ်ဟိုအေးမင်းတို့ကဒီလိုလုပ်ထားတယ်မလားငါတို့လည်းကြာရင်သေဖို့သာပြင်ထားဆိုတော့အညို့တေးအသိကြောက်စရာကောင်းပါလေဒါကြောင့်မတို့လိုက်တဲ့ဟာတွေမလုပ်ကြတာကောင်းဆုံးဘူးလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒီလေရင်ကိစ္စကတော့မလောင်တာကလည်းနော်တူးတူးတောင်กินအောင်လောင်သွားကြပြီဒါပေမဲ့မပြီးနိုင်ဘူးမပြီးနိုင်ကြဘူးနော်ကျွတ်တော်လာရေးဒီဘက်ကတော့အလွန်အကျွံကြီးကို အောင်ပွဲခံနေကြတယ်လို့ပြောတယ်ဆိုတော့ကျတော့ကအလွန်အကျွံချင်းမခံဘူးเนาะဒါမဲ့နင်တို့မျက်စိထဲမှာတော့ဖြစ်မှာပေါ့နင်တို့ကတစ်ခေါက်မှဒါမျိုးအောင်ပွဲကိုမှမခံစားခဲ့ဘူးဒါဒါကြောင့်သူများပြောတာကိုနင်တို့မနာလို့ဒါလေပြီးတော့လဲဒီဗီဒီယိုဒီကเนาะတရားရခိုင်နှုံးယုံကြည်လို့မရဘူးလို့ပြောတယ်ဆိုတော့ယုံကြည်တာတွေမယုံကြည်တာကတော့ကိုယ့်အပိုင်းဖြစ်တယ်เนาะနင်တို့ယုံပါလို့လဲ အသင်းကြီးငါတို့မပြောဘူးဆိုတော့နင်းတို့ယုံချင်လဲရတယ်မယုံချင်လဲရတယ်အာယုဆာကနင်းတို့ရဲ့အပိုင်းဖြစ်တယ် KIA နဲ့ပူပေါင်းတော်လာရေးတွေဘက်ကနေမှတခေါက်မှမရဘူးတဲ့အရာမစားဘူးတဲ့အရာတွေစားလို့ရှင်လိုရာထက်ပိုပြီးမှကြွားတယ်လို့ပြောတဲ့ခါမှာကျတော့ KIA ဒီဟာ2023တော်လန်ရေးစားလာတဲ့အခါမှာ2023မေလအလောပေါ်မှာဟဲလီကော့ပတာတစီပြချခဲ့ပြီ2024 January လမှာတော့ ရှမ်းမြောက်မှာရှိတဲ့နော်နမ်ဖတ်ကတိုက်ပွဲမှာကျတို့ဟဲလီကော်ပတာတစ်စီးပစ်ချနိုင်ခဲ့တယ်ပြီးတော့ကျတို့ KIA ရဲ့ဌာနချုပ်နားမှာရှိတဲ့နာဖော့တိုက်ပွဲတုန်းကလည်းခွေးစာလာချတဲ့ဟဲလီကော်ပတာကိုဟိုပစ်ချနိုင်ခဲ့တယ်အခု2025မေလ20ရက်တုန်းကနစီးပစ်တယ်တစ်စီးကတော့ရွှေကိုကိုရောက်သွားတယ်တစ်စီးကတော့အလုံးတည်းရဲ့အတိုင်းပဲမီးလောင်သွားခဲ့တယ်ဒါနဲ့လေးစီး နောက်တစည်းကတော့မနေ့ကမေလ23ရက်နေ့တုန်းကမြေခိုးထွက်ပြီးရွှေကိုကိုပြန်ရောက်သွားခဲ့တဲ့အခါလိုက်ရ96မှာမြေခိုးထွက်ပြီးခောက်သွားတဲ့လေရင်ကို လောက်စာလုံးလေးလုံးနဲ့ကျတော့ KIA နဲ့ပူပေါင်းတော်လာရေးဘက်ကနေမှမနေ့ကမေလ23ရက်နေ့မှာအာထပ်ပြမလေးကွာနဲ့ပြစ်ခဲ့တာလောက်စာလုံးလေးလုံးနဲ့ပြစ်ခဲ့တယ်လေးလုံးစလုံးအဲ့လေရင်အစုံမှာပဲလာထီတော့ ပျက်စီးသွားတယ်ဟုတ်တယ်နော်ဆိုတော့ကျတော့ KIAD ဟာရဖူးသလားမရဖူးဘူးလားတစ်ခေါက်မှမရဖူးတော့ရတဲ့အခါမှာဝါကြွားတယ်လို့ပြောရအောင်မနေ့ကကြတဲ့ဥစ္စာနဲ့အားလုံးပေါင်းတယ်ဆိုလို့ရှိရင် helicopter ၄စီးနဲ့ jet fighter တစ်စီး၅စီးရဖူးပြီနော်အခုနင်းတို့ဘေးသွင်းလေးတစ်စီးကိုရခဲ့ဖူးတယ်လားကျတော့ကတော့အပေါ်မှာနင်းတို့ရဲ့ပြန်နေတဲ့လေရင်ကိုပြစ်ချနိုင်ခဲ့တယ်။ကျော်မျိုးမင်းဒီမှာပြောသွားပါလေဆိုတော့ ူတိတလောက်ကတော့သုံးစီးထက်ပြစ်ချနိုင်ခဲ့တယ်လို့ပြောတာသုံးစီးထက်ပဲမဟုတ်ဘူးเนาะကျတို့ KIA G ပဲကိုမှ5စီးပြစ်ချပြီတခြားတော်လိုင်းရဲတွေရောပြစ်ချနိုင်ခဲ့တာတွေရှိတယ်เนาะတိတ်မပြောချင်ဘူးသူ့ရဲ့မျက်ခွက်ကိုလည်းကြည့်လိုက်လေညိုညိုကြီးနဲ့ခါတိုင်းဆိုလို့ရှိရင်ရမ်းစွာတွေလေဇော်မဲလိန်ပြောတဲ့အခါမှာလည်းပြက်ကျတဲ့ဥစ္စာကိုစက်ချွရွင်မှုလို့ပဲပြောတယ်ဆိုတော့စက်ချွရွင်တယ်လားမချွရွင်ဘူးလားတော့မသိဘူးเนาะပြစ်တဲ့အခါတော့ မီခိုးထွက်သွားတယ်အဓိကရလကတော့မီးလောင်သွားတယ်ဒါကတော့ဝမ်းသာစရာပဲဆိုတော့ဒီဥစ္စာကိုကျွတ်ဆက်မပြောခင်မှာဗီဒီယိုတော်တော်လေးကိုကျွတ်တို့ကြည့်ရအောင်နော်ဒီမှာလောင်ဟိုမှာတလောင်ဒီကောင်းနဲ့တုံးလောင်ဒီကောင်းတော့ကောက်ကွာငါလောင်မိတားလောင်ဖုန်းလောင်းရှစ်လောင်းကူလောင်းဆယ်လောင်းဆက်တလောင်းဆယ်လောင်းဆက်တုံးလောင်း ိုအောက်မှာတုံးရောက်နေ16လောက်ဒါကတော့တူတူကင်ဖြစ်တယ်မြူထက်အောင်ကခြေချိုးပြီးမှ လေရင်ရဲ့နဘေးနားမှာတေးနေတယ် သူမပါဘူးတခြားတူတူกินဖြစ်သွားတာကတော့16កောင်တွေ့ရတယ်ចန္ဓာတွေကတော့ဘလောက်သေးတယ်လဲမသိဘူးဒါတွေကတော့သူတို့ရဲ့ဒီခန္ဓာအလောင်းကြီးကဒီလိုမျိုးတူးနေတာ16កောင်ရတယ်အခုမြင်ရတဲ့အတိုင်းပဲတနတ်ဒီကတော့ဒီဥစ္စာကတော့တနတ်ရဲ့ပုံစံရှိတယ်လို့ကျမတို့ကောက်ရတာတချို့ဆိုလို့ရှိရင်တော့အကုန်လောင်သွားတာတွေရှိတယ်တံပြားကြီးပဲဖြစ်နေတာတွေကျမတို့မယူဘူးတနတ်ဒီလည်းအများကြီးဆိုတော့ဒီလေရင်ကတော့လူပဲလာပို့တာမဟုတ်ဘူးလင်းတဲ့ခေယန်းဒီလာပို့တဲ့လေရင် င်တို့ကျွန်တော်တို့ပြောလို့ရတယ် နော်ပြီးတော့မနေ့ကဒီလောင်သွားတဲ့လေရင်ထဲက black box ကိုလိုချင်တာ KIA နေရမှာလာကြမှာတော့နင်းတို့ငါတို့ကနင်းတို့ရှာခိုင်းမလားကျတို့ကရသွားတယ်ရသွားတဲ့အတွက်ကြောင့်ကျတို့ကအောင်ပွဲခံတဲ့ဥစ္စာကိုဒီလိုမျိုးလွန်လွန်ကျွတ်ကျွတ်အောင်ပွဲခံတယ်ဆိုလို့ရှိရင်တော့မဖြစ်တင်တာဖြစ်သွားမယ်ပြောချင်တာကတို့ကဒေါရထွက်မယ်ပေါ့နော်လက်စားချေပြီးမှငါတို့လုတ်တဲ့ခါမငုံနဲ့ဆိုတာမျိုးတွေဖြစ်လာမယ်လို့ပြောတယ်ဆိုတော့အညွန်းအသေးဖြစ်လာနိုင်တယ်လို့ပြောတဲ့ခါမှာ ီ23ဒေါ်လာရေးထဲမှာမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေကြီးပဲဆိုပေမဲ့ကျတို့ကအာလူမျိုးမတူကြဘူးဘာသာမတူကြဘူးခံယူချက်တွေမတူညီကြဘူးဒါပေမဲ့ကျတို့မှာတူညီတဲ့အရာဟာအရင်တော့ကလက်နက်ကင်ခဲ့တဲ့တိုင်းရင်းသားတွေကိုမပြောနဲ့အခုလူဗမာတိုင်းရင်းသားတွေတောင်မှဘလောက်နာကြီးတယ်လဲအညာမှာနင်တို့မြီးရှို့ခဲလိုက်လို့မျိုးစစ်ဆိုပြီးမှထထားတဲ့စပားတွေကောက်ပေးသီးနံတွေနင်တို့မြီးရှို့လိုက်တဲ့ဥစ္စာတွေဒီခွေးချဖို့ကိုဆဲတဲ့ဥစ္စာတွေနင်တို့အကုန်မြင်ပါပါ နော်အခုဒီနေ့နင်တို့ဒီလိုမျိုးလေရင်လောင်သွားလို့နင်တို့ရဲ့လေရင်မူးဆယ်နှစ်ကျော်ကျော်တောင်မှကျွန်စိတ်ပေါက်အောင်တင်ထားပေးခဲ့တဲ့လေရင်မူးတွေတူးတူးကင်သွားတဲ့အချိန်ကြမှာပဲအညိုးအသေးဆိုတဲ့စကားလုံးမသုံးနဲ့နော်ဒီနေ့အညိုးအသေးလို့ပြောရအောင်ဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာ အာဒီတော်လာရေးထဲမှာကျွန်တော်တိုင်းရင်သားတွေရဲ့ချင်းချင်းပဲဆိုပေမဲ့ကျွန်တော်မှာဘာမှမတူညီကြဘူးเนาะအစားတော့မတူညီကြဘူးခံယူချက်တွေအယူအဆတွေဘာသာရေးတွေမတူညီကြဘူးဒါပေမဲ့တူညီတဲ့အရာကနင့်တို့ကိုနာကြည့်ခြင်းပဲနင့်တို့ကိုမုန်းတဲ့အရာတွေနင့်တို့ကိုဒီမြန်မာမြေပြင်ပေါ်ကနေပပျောက်ရမယ်ဆိုတဲ့အညိုးကြောင့်ဒီနေ့ငရုချတာဒါပေမဲ့တခုရှိတယ်လူဖြစ်တယ်လို့နင့်တို့ကိုနင့်တို့တတ်မှတ်တယ်ဆိုလို့ရှိရင်တော့ နော်နက်နော်မှာလည်းလက်နက်ရှိတယ်ဒီနဲ့တော်လာရဲတွေထဲမှာလည်းလက်နက်ရှိတယ်လက်နက်ရှိတဲ့သူချင်းချင်းချာချာပါပြည်သူတော့လာမထီးနဲ့နော်ဆိုတော့အခုဘုံမမဒီလိုမျိုးအဲလေရင်ပြစ်ချလိုက်တဲ့အချိန်ကြတော့ဘုံမတွေကဘလို့လိုပြီးပြန်လှုပ်တယ်လေဆိုတော့ဒီဘုံမဘက်ကိုထိုးတာတော့မင်းကောင်စစ်ကြောင်းပေါ့ မြောက်တီဘက်ဆိုလို့ရှိရင်တော့အောင်စေရပေါ့နော်တနာပါတယ်အရင်တုန်းကသူရဲကောင်းတွေရဲ့နာမည်တွေကိုဖျက်ဆီးနေကြတာဆိုတော့အခုဒီမင်းခေါင်စစ်ချောင်းကတော့ KIA ရဲ့ AA ရဲ့ PDF တွေကိုဗာပြောလေဆိုတော့အခုစစ်ခွေးတွေကအင်အားထပ်ဖြည့်ထားတယ်တဲ့နော်ဒီဗမော်ကိုဒါကြောင့်မို့အချိန်ရှိနေတော့အချိန်မလင့်ခင်မှာလက်နဲ့ချပါတဲ့ဤချင်းတဲ့နော်အောက်မှာလေးနေသေးတယ် မပီလာမပီလာတဲ့ဟင်းနည်းနည်းလေးထတ်ကြိုးစားလဲအောင်နော်အာ CSS ကဒီနေ့ဆိုရင်တို့ရတော်လန်ရေးပေါ့ဗျာရှမ်းတော်လန်ရေးနေ့ပေါ့ကျွန်တော်တော်လန်ဆိုတဲ့စကလုံးတော့ပွန့်နေပြောတာမကြိုက်ဘူးဗျာတော်လန်ရအောင်ဘူးသူ့တော်လန်တာလေတော်လန်ရေးဆိုစကလုံးသုံးတဲ့အမှန်တမ်းအောင်ကျွန်တော်ရှင်းရတယ်တော်လန်ရေးလို့သုံးရင်တခြားတိုင်းတစ်ပါးသားလာအုပ်ချုပ်တာကိုတော်လန်တာကိုတော်လန်နေလို့ပြောရင်လက်ခံတယ်အဲကိုယ်နိုင်ငံသားအချင်းချင်းဖြစ်ကြတဲ့ကိစ္စကိုတော်လန်ရေးလို့သုံးတာကိုကျွန်တော်ရှင်းရတယ်တော်လန်ရေးဆိုစကလုံးနဲ့မထိုက်တယ်အောင်တော်လန်ရေးလို့ဆိုတဲ့စကလုံးသုံးဖို့အတွက်ကိုတေချာတာကကို ပြည်သူကိုအရင်ဆုံးမဲပေးရွေးချယ်ခိုင်းကြည့်လိုက်အောင်ငါတော်လိုင်းလို့တာငါ့ကိုထောက်ခံလာဆိုတော့လှုပ်ကြည့်လိုက်အောင်အဲ့ဒါအဖြစ်ပဲအဲ့တော့ခဏပြည်သူလူတရားလို့ဆိုတဲ့စကားကိုပြောရင်လေယုံဖို့ကောင်းတယ်ပြည်သူလူထုဆိုတာဘာကိုခွဲတာလဲဆိုစကလုံးစကလုံးပြန်ပြီး definition ဖွင့်ဖို့လို့သုံးနယ်ဖွဲ့စည်းတိုင်းရဲ့ဗီဇအကျင့်ဗီဇကိုကျင့်သိက္ခာတရားမကောင်းမှုအပေါ်တင်ထုတ်ပြနေတယ်လို့ကျွန်တော်သတ်မှတ်တယ် RCS ကသူတို့ကသူတို့တော်လိုင်းရေးလို့သုံးတယ်ကျွန်တော်ပွင့်လင်းပြောပါတော်လိုင်းကိုပုံကန်တာလို့ခေါ်တယ်သူတို့က68မြောက်ပုံကန်ရေးနေမှာဘုရားရွတ်စစ်ပြောတဲ့စကားတရီတရီမမှန်တာလဲပါတာပေါ့နော်သူစကားထဲမှာပင်လုံစာချုပ်ပါနိုင်ငံရေးသဘောတူညီချက်ကိုဗမာအစိုးရကကောင်းတဲ့ပေါ်ဆောင်ခြင်းမရှိတဲ့အတွက်တော်လိုင်းပေါ်လာခြင်းဖြစ်တယ်တဲ့ ပင်လုံစာချုပ်ပါနိုင်ငံရေးသဘောတူညီချက်ကိုဗမာအစိုးရကောင်းတယ်မဟုတ်ဘူးလို့ကျွန်ဘွားကလွတ်မြောက်ရေးတွေဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြပါသေးတယ်အမေကသူကကျွန်ဘွားလွတ်မြောက်ဖို့တွေဝိုင်းဝန်းကြိုးစားပါသေးတယ်သူကြတော့ဘာကျွန်ဖြစ်နေလို့ရွက်စစ်ကထိုင်းကျွန်ပဲထိုင်းနိုင်ငံကသူ့ကိုကျွန်လို့မွေးထားတာဒါကျွန်တော်ရဲ့လွတ်လပ်သောဂျာနယ်စင်တယောက်ရဲ့အမြင်နဲ့ကျွန်တော်ပြောထိုင်းနဲ့ပတ်ကိုပတ်သက်ပြီးထိုင်းအစိုးရဩဇာခံနေရတာ KNU ကခေါင်းဆောင်တွေလည်းချင်းပိုင်မဲဆောင်မှာတွားနေပြီးတော့ထိုင်းကျွန်တွေဖြစ်နေတယ်အဲဒီဟိုဘက်ကကိုကန့်တို့ဝါတို့လည်းတရုတ်ကျွန်ဖြစ်နေတယ်နော်ပလောင်ခေါင်းဆောင်ကဘာတူလို့တရုတ်ကျွန်ပဲ KIA ခေါင်းဆောင်က တပုံတော့မဟုတ်နှစ်ပုံကျွန်တရုတ်ကအမေရိကန်ကကျွန်ခံတာအဲ့ကဲကောင်းဆောင်တွေလေအေးရထွန်းမြတ်နိုင်အောင်တရုတ်ကျွန်ပဲပြောရရင်တော့အကုန်လုံးကဘုံကျွန်တွေကြီးပဲသူများနိုင်ငံကျွန်တွေဖြစ်နေပြီးတော့သူတို့ကိုယ်တိုင်ကခေါင်းမှာခေါင်းမှာနှစ်ဖူးမှာကျွန်စာကတ်ထားပြီးတော့ပြန်ပြောတော့မြန်မာမြန်မာအစိုးရကပြန်ပြီးတော့ကျွန်ဘွားလွတ်လောက်လွတ်မြောက်အောင်ဆိုတော့ထိုင်းလိုဗါလဲဟိုအိန္ဒိယလိုတရုတ်တို့ကကြုံဖြစ်နေတဲ့ကောင်ကြီးကအဲ့လိုစကားပြောတာကျွန်တော်တအားရင်ထဲမှာနားတယ်ပုံလည်းပြောတယ်တိုင်းသားလည်းနဲ့ကောင်ကြီးခေါင်းဆောင်လို့ပြောရင်အဲ့ကောင်ကြီးအကုန်လုံးကရန်ကုန်မြို့ကစိုက်ကားသမားတက်လို့တော့တမုံမထားဘူးကျွန်တော်ဘာလို့လဲဆိုတော့အဲ့ကောင်ကြီးအကုန်လုံးက စတွေကကျွန်စိတ်ပေါက်လို့ကျွန်ခံနေပြီးတော့မြန်မာနိုင်ငံသားပတ်ပေါ်နေယူပြီးတော့မြန်မာနိုင်ငံပြန်ဒုက္ခပေးနေကြတယ်ကောင်းလေးကြီးပဲမနေ့ကမေလ23ရက်နေ့တော့ရှမ်းတော်လိုင်းရဲနဲ့ဖြစ်တယ်ဆိုတော့တော်လိုင်းရဲဆိုတဲ့စကလုံးကိုသူမကြိုက်ဘူးလို့ပြောတယ်ပြီးတော့ပြည်သူလူထုဆိုတဲ့စကလုံးကိုလည်းသူမကြိုက်ဘူးလို့ပြောတယ်တပားနိုင်ငံကလူတွေမြန်မာနိုင်ငံကိုလာအုပ်ချုပ်တီးလာကြိုးကြော်တာမဟုတ်တဲ့အတွက်ကြောင့်တော်လိုင်းရဲလို့မပြောရဘူးလို့ပြောတယ်ဆိုတော့အရင်တော့ကမျက်နှာဖြူတီးမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အခါမှာမြန်မာနိုင်ငံကိုလည်းအုပ်ချုပ်သလိုပဲမြန်မာနိုင်ငံရဲ့လမ်းတရာ ာတွေအဆောက်အုံတွေအများကြီးကိုတိုးတက်အောင်လုပ်ပေးခဲ့တယ်။ဒီမျက်နှဖြူဒီတာဒီနဲ့ဒီအချိန်ထိကျတော့မြန်မာနိုင်ငံမှာအုတ်ထုတ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့နိုင်ငံလိုပဲကျတော့မြန်မာနိုင်ငံတိုးတက်သွားမှာဖြစ်တယ်။ဒါမဲ့နင်တို့ခွေးတွေရဲ့လက်ထက်မှာရောက်သွားတဲ့အခါမှာကလင်ကကျစ်နဲ့ဒီ23ရဲ့နောက်ကိုပဲကြည့်လိုက်။ဘုံမကျဲတဲ့မြို့ရှိသလား။ဘယ်နှမ်းမှမပြည့်စည်တာလဲ။ရင်တော့ကနင်တို့ပြောတယ်။ကျက်မတို့လို့မိုးမလင်းဘူးလို့ပြောတဲ့အခါမှာကျက်မ ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်ခဲ့တုန်းကတကားတွေဖွင့်ပြမအိတ်လို့ရတယ်။ဓမြအတိုက်တာမကြဖို့ဘူး။ဒါမဲ့ဒီနေ့နင်တို့အကြဖတ်သူမမိုးလင်းတယ်ဆိုတော့ခွေးချဘူကနဲ့မှအာနာတိမ့်လိုက်တဲ့အခါမှာမြန်မာနိုင်ငံမှာဒခိုးဓမြတွေပေါများတဲ့နိုင်ငံဖြစ်သွားပြီ။နော်လန်တရာတဲ့အကုန်ပြတ်သွားပြီ။ဘလို့လို့မလား။ငိမ့်ချန်းစွာနေထိုင်လို့တော့ပြည်သူလူထုတီလို့နင်တို့အမြဲတမ်းပြောတယ်။ဒီနေ့ကြမှာပဲပြည်သူလူထုဆိုတဲ့စကလုံးတော်နင်မကြားကျင်တော့ဘူးလား။နားထောင်ပါလား။ နော်တော်လာရဲဒီထဲမှာတော့ပြည်သူလူထုဆိုတဲ့စကလုံးကတော့သုံးကိုသုံးရမှာပြည်သူလူထုဒီထောက်ခံတယ်လို့ပြောတဲ့ဥစ္စာသူမကြိုက်ဘူးဆိုတော့ပြည်သူလူထုဒီထောက်ခံတယ်ဆိုလို့ရှိရင်မဲပုံထောင်ကြည့်နင်တို့ကိုဘယ်သူထောက်ခံမလဲလို့ပြောတယ်ဆိုတော့ PDF ဒီမဲပုံထောင်ရင်ခွေးကလွဲရင်လူပမာတွေအားလုံးကတော့မဲပေးပြီးသားဖြစ်တယ်။ထိုနည်းတူပဲရခိုင်မှာပဲဖြစ်ဖြစ်အာရခတတော်ဒီမဲပုံထောင်လို့ရှိရင်ခွေးရခိုင်ကလွဲရင်ကြံတဲ့လူရခိုင်တွေအားလုံးမဲထည့်တယ် ကချင်မှာလဲထုံနေလကောင်းပဲเนาะ KIAD မဲပုံထောင်လို့ရှိရင်လူကချင်နဲ့အားလုံးကတော့မဲလာထဲ့မယ်ခွေးကချင်ကတာလင်းမဲမထဲ့ဘူးเนาะဆိုတော့ အားလုံးပဲအဲ့လိုပဲခွေးကတော့လူနဲ့ရောလို့မရလို့သူတို့ကတော့မင်းပုံထဲမှာလာမထည့်ဘူးဆိုတော့ဒီနေ့ RCSS ကပြောထားတဲ့အထဲမှာပင်လုံစာချုပ်ထဲမှာရှိတဲ့ဂတိကူဝတ်တီကိုအာဗမာတွေလက်မခံတဲ့အတွက်ကြောင့်ဒီနေ့ကျွန်ဘွားကနေမှလွတ်မြောက်ရမယ်လို့ပြောတဲ့အခါမှာသူ့ဘာပြောလဲကျတော့ကောင်းနေမှာတဲ့ကျွန်ဆိုတဲ့တစိုက်ကိုကတ်ထားတာဖြစ်တယ်တဲ့အခုဒီယူစစ်ကိုသူကမုံတာတခုရှိတယ်အာဘာကြောင့်လဲဆိုတော့ဥခွန်ဆာကနေမှစစ် ခွေးတွေနဲ့ငိန်ချမ်းရဲသွားယူခဲ့တဲ့အချိန်မှာအိုယုစစ်ကလက်လက်ကင်ပြီးတော်လာရဲကိုဝန်သွားတယ်။ဒါကြောင့်သူကမုန်းတာဒီအိုယုစစ်ကထိုင်းပြည်ရဲ့ကျွန်းဖြစ်တယ်လို့ပြောတယ်။အရခတ်တတော်တွေလည်းတရုတ်အရခတ်တတော်လည်းတရုတ်ကျွန်းပလောင်တွေလည်းတရုတ်ကျွန်းကိုကန်တွေလည်းတရုတ်ကျွန်းကျွန်တော်ကချင်းနေပို့ဆိုတယ်တရုတ်ကျွန်းနဲ့အမေရိကန်ကျွန်းဖြစ်တယ်လို့ပြောတယ်။ဆိုတော့ကျွန်တော်ကတော့တဆင့်ပဲနော်။အခါတတော်ကတရုတ်ကျွန်းဆိုလို့ရှိရင်တဆင့်ခံပဲရှိတယ်အခုကျတော့ KIAD ကတရုတ်ကျွန်းနဲ့ အမေရိကန်ဂျွန်ဆိုကျွန်တော်က direct ဂျွန်လို့ပြောတယ် AAD လဲတရုတ်ဂျွန်ဆိုလို့ရှိရင် direct ဂျွန်ဖြစ်တယ်ကျော်မျိုးမင်းနင့်ဘဝကိုကြည့်လိုက် ခွေးကျဘမင်း online ကတရုတ်ရဲ့ဂျွန်တရုတ်ရဲ့ဘောမရုရှားဂျွန်ရုရှားဘောမနင့်ကျော်မျိုးမင်းကြတော့ဘာပြန်ဖြစ်တယ်လဲဆိုတော့ဂျွန်ဖြစ်တယ်မင်း online ရဲ့ဂျွန်ဆိုတော့နင့်ကနှစ်ဆင့်ခံဂျွန်ဂျွန်ရဲ့ဂျွန်ငါတို့ကတခါပဲဂျွန်ဆိုတော့ ငါတို့ကတော့တာရက်ကျွန်းနေကတော့ကျွန်းရဲ့ကျွန်းဆိုတော့နင့်ဘဝပို့ဆိုးသွားပြီဆိုတော့ဒီနေ့ကျမတို့တော်လာရဲတွေကိုကျွန်းတို့ပြောပြောပါကျွန်းပြောပြောခယူကိုမဆိုင်တာနစင်ခံကျွန်းကျော်မျိုးမင်းကတော့ပြောလိုက်တဲ့စကားတွေအားလုံးကိုနားထောင်လို့ရှင်လေတိတ်တနာဆရာကောင်းတယ်သူတို့ကအခုရှုံးနေပြီဆိုတော့တိတဲ့ခါမှာကြောက်ကန်ကန်နေတာဒီ2025 March လတုန်းကနေပြီးတော့မှာ ငလျင်အကြီးကြီးလှုပ်လို့ကျွန်တော်တော်လာရဲတွေမလုံနိုင်သေးတဲ့အဥ္စာကိုငလျင်အဖြစ်စစ်ခွေးတွေအများကြီးတည်သွားတယ်အဆောက်အုံတွေအများကြီးပြိုလဲသွားတယ်ခွေးနေရမရဖြစ်သွားတယ်အင်းတော်ရောကလည်းတပိတ်မောက်တုံးကနှိမ့်ဆက်ခဲ့တဲ့ပြူဟာမိုးကိုဖမ်းနိုင်ခဲ့တယ်ပမောမှာလေရင်နဲ့กินလိုက်တဲ့ခွေးတွေကအလုံးခေါင်းကြီးတကြီးပဲအသေးတကောင်မှမပါဘူးဆိုတော့သူတို့နေ့တိုင်းညတိုင်းရှုံးနေတယ်ထိုင်းမြန်မာကြားထဲမှာလည်း ျရတော်လာရေးဒီဘက်ကနေမှစခန်းသိမ်းတာဒီအများကြီးရှိတယ်အာခတ်တက်တော်ဒီစခန်းသိမ်းတယ်ဒီလိုမျိုးနေ့တိုင်းညတိုင်းဖြစ်လာတော့စစ်ခွေးတွေကမခံနိုင်တော့ဘူး ဘောမနေမခံနိုင်တော့ဘူးဒါကြောင့်ကြောက်ကန်ကန်နေတာ RCSS ကောင်းဆောင်ဒီသူတို့မိုက်ရိုင်းခဲ့တဲ့ဥစ္စာတွေကိုစဉ်းစားလို့ရှင်ပိုရင်နာတယ်တဲ့ဟာနင်းတို့နင်းနာတာကအခုမှနာတာငါတို့နာတာဖြင့်နှစ်90တောင်ရှိလာပြီတင်မတတ်နာတာအခုဘမောမှာခဏတော့ငါကြောတော့တွေ့ရတဲ့အတိုင်းပဲအဲ့လိုမျိုးတူးတူးကင်နေမြင်တဲ့အခါမှာပြောသလားမမင်းနဲ့ ကဘာပေါ်မှာလူတယ်လို့ရှိရင်ကြက်꽌တယ်မျိုးဖြစ်တယ်ဝမ်းနေတယ်မျိုးဖြစ်တယ်ဒါပေမဲ့အခုကျမတို့မြန်မာနိုင်ငံမှာအဲ့လိုမဟုတ်ဘူးမနေ့ညကျမပြောခဲ့တယ်လို့ကဘာမှာမဖြစ်တဲ့အရာကျတော့မြန်မာနိုင်ငံမှာဖြစ်ပြတ်တယ် လူသေးလို့ရှိရင်နာကျင်ရတယ်ကြေကွေးရတယ်ထတ်သူထမျက်ခန်းစားရတယ်ဆိုတဲ့စိတ်သက်တည်အရင်တော့ကြောက်တော့မှရှိခဲ့တယ်ဒါပေမဲ့ခွေးကြဖို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလူသေးတဲ့အခါမှာကိုယ့်ရဲ့တော်လရဲ့မိသားစုတွေတေတာကလွဲရင်ခွေးတယ်ရင်ဘယ်တော့မှငါတို့ဝမ်းနေဖို့နေနေတာတာပျော်ရတဲ့အချိန်ဖြစ်တယ်ခွေးကြဖို့ကနေမှအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကြောက်တော့ကခွေးတယ်ရင်ပျော်ရတယ် ဝမ်းနေတဲ့မျိုးလို့ကျတော့မခံယူဘူးအခုဒီဗမော်မှာလေရင်ပြက်ကြလို့တေးသွားတဲ့အခါမှာနော်သူတို့ဘလောက်နာကျင်မလဲစဉ်းစားမိတယ်ဒါပေမဲ့ကိုချင်းစားသလားလုံးဝမစားဘူးလုံးဝကိုချင်းမစားဘူးဒီလေရင်မြီးစလောင်တဲ့အခါမှာသူတို့ထွက်လို့မရဘူးသူတို့ရဲ့ခန္ဓာစလောင်တဲ့အခါမှာဘလောက်ပူလောင်မလဲကျတော့စဉ်းစားမိတယ်ဒါပေမဲ့ကိုချင်းစားတာလုံးဝမစားဘူးသူတို့အတွက် one day ပေးတာလုံးဝ one day ပေးဘူး ဒါပါကြောင့်လေဆိုတော့ခွေးကြဘူးအာနာတိတ်ပြီးတဲ့နောက်ပိုင်းမှာကျတော့ပြည်သူလူထုတွေရဲ့စိတ်သက်တွေအကုန်ပြောင်းလဲသွားတယ်အရင်တော့ခွေးတဲရင်ကြက်ကလေးတဲရင်ငက်ကလေးတဲရင်တောင်မှကြေကွဲတတ်တဲ့လူတွေဟာဒီနေ့လူတဲရင်ကြေကွဲဖို့နင်းနေတတ်တာဝမ်းတာတာဘယ်နှကောင်ကိုတတ်လိုက်တယ်ဘယ်နှကောင်တတ်လိုက်တယ်ဒီလိုကိုပြောတာဆိုတော့ဒီနေ့ကြမှာပဲအရင်တော့အเจ้าတွေစဉ်းစားရင်နာကြီးတယ်အခုနင်းတို့ငိုတော့ကိုနဲ့တိုင်းညတိုင်းအဲလေရင်နဲ့ဘုံကျဲတယ်ကလေးတငယ်လေးတွေတည်သွားတယ် နင်တို့နာကြည့်သလားဒါကြောင့်မို့ကျွန်တော်တော်လာရဲဒီကိုရန်ကုန်မှာရှိတဲ့စိုက်ကားတမားလောက်တောင်တန်ဖိုးမထားဘူးလို့ပြောတယ်တော်လာရဲကောင်းဆောင်တွေကိုနင်တန်ဖိုးထားတယ်မထားဘူးဆိုတာနင့်ပိုင်းပါနင်ဘယင်းတို့တန်ဖိုးထားလဲငရုကငရုပဲစက်ကတမလာတံဖိုးမရှိဘူးလို့ပြောလဲငရုကငရုပဲငရုကဘာတူလဲဆိုကိုကိုကိုတိကြတာဒီတော်လာရဲထဲမှာနင်တို့လက်သုတ်တောင်မရှိတဲ့ခွေးဒီကပဲဒီနဲ့ကြောတော့တော်လာရဲတို့စိတ်ဆိုးတာတိတ်ပြောလို့ရလဲအလကားဖြစ်တယ်နော် နင်တို့သိပါတယ်တိတ်မပြောချင်တော့ဆိုတော့အခုကျွန်တော်တို့နောက်သတင်းသဘုတ်ကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော်အကြမ်းဖက်သမားတွေကတို့ဒီစစ်တိုက်လို့လည်းမနိုင်ရောဘာဆက်လုပ်လဲဆိုတော့တောင်သားကြောက်တောင်းလမ်းမအနီးမှာရှိတဲ့ဝန်ထမ်းအင်အောင်တို့ဝင်စီးတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့ဒီနန်းစီတရားဝန်ထမ်း6ယောက်ကိုဖမ်းပြီးတော့နန်းစီအောင်ဝန်ထမ်းအပါဝင်သူရဲ့မိသားစုဝင်17ယောက်စုစုပေါင်း17ယောက်ကိုတို့ဖမ်းလိုက်ပါတယ်တဲ့ဒီကောင်တွေကကျွန်တော်တောင်သားအောင်လာတိုက်တာဒီလက်နက်မဲ့တွေနေရာကိုလာတိုက်တာလားဒါမှမဟုတ်ဒီလက်နက်ရှိတဲ့နေရာလာတိုက်တာလားခင်ဗျတတိရှိတာပဲအဲ့မှာခင်ဗျတောင်သားမှာရှိရဲ့ yes ကဝန်ထမ်းတပ်မတော် gate တွေ ရက်စကန်တော့ဝင်မပြေဘူးကျွန်တော်တို့ဒီဝန်ထမ်းအရာဝင်ဖြစ်တယ်ဘလောက်ဆိုးလဲဗျာခဗျာဒါလားစစ်တိုက်တာပြောင်းနေတတိချင်းနေပြီးတော့တက်လာခဲ့လက်နက်မဲ့ဝန်ထမ်းတွေလာတိုက်ပြီးတော့ဗာကျွန်တော်တို့ကဘယ်နှယောက်ဖမ်းလာနိုင်ခဲ့ပါလဲဗာညာမရှက်ဘူးလားစစ်သွေးကြွားရင်မင်းတို့မရှက်ဘူးလားမင်းလက်နက်မဲ့တွေဝန်ဖမ်းတာမရှက်ဘူးလားမင်းတို့အချိန်မရှိတော့ဘူးတော့အရာရီမြင့်ရှိတယ်အရာရီမြင့်တဲ့မှာမင်းတို့ရဲ့အလောင်းတွေမပေါ်ချင်ဘူးဆိုရင်လက်နက်ချလက်နက်ချပြီးတော့အလင်းဝင်မောင်းဘူးဆိုရင်မင်းတို့ရဲ့ အတက်တယ်ဘလောက်မှမကြံတော့ဘူးတောင်တာမငါရက်ွက်မှာရှိတဲ့ဝန်ထမ်းပေါင်းစုံနေထိုင်တဲ့နေရာမှာ NaN CDM မိသားစုဆက်တယောက်ကိုဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုသူလောင်းနေတာတတ်သိရှိတယ်ဆိုလို့ရှိရင်စစ်တပ်တွေကိုတွားချပါဆိုပြီးမှပြောတယ်မရှက်ဘူးလားဟာငါတို့က အစကတည်းကပြောပြီးသားခွေးလဲတတ်တယ်တောက်တိုင်လဲတတ်တယ်ငါတို့ဒါတရေဘောကြောင်နေတာမဟုတ်ဘူးဒီလိုမျိုးဝန်ထမ်းနေရှိလို့နင်းတို့လိုမျိုးဘောမနေရှိလို့မင်းအောင်လိုက်ဆိုတာဒီနေ့ဒီအချိန်ထိစွာကြည်စွာကြည်ဖြစ်နေတာကောင်းဆောင်ဆိုတာဟာပလောက်ပဲကောင်းဆောင်ဖြစ်ခြင်းဖြစ်ခြင်းတပည့်မရှိရင်ကောင်းဆောင်ဆိုတာဖြစ်မလာဘူးဟုတ်ဒါပေမဲ့နင့်တို့လိုမျိုးကြက်မပြည့်တဲ့သူတွေနင့်တို့လိုမျိုးခွေးတွေရှိလို့ဒီနေ့မင်းအွန်လိုင်းဟာ ဒီမြန်မာနိုင်ငံမှာစစ်တရေတုံးတဲ့လူတယောက်အနေနဲ့နေနေတာဒါကြောင့်နင်းတို့ထောက်ခံလို့မင်းအွန်လိုင်းဆိုတဲ့ခွေးတောင်စာမြန်မာနိုင်ငံမှာရှိတယ်လို့ဒီခွေးတောင်စာကြောင့်ကျတော့မြန်မာနိုင်ငံမှာမိသားစုတွေ နော် one inch ကိုရတယ်ကိုအင်ကိုချန်နဲ့နေတဲ့သူတွေလမ်းပဲရောက်သွားကြတယ်အဲ့ချွေးကြောင့်ဖြစ်တယ်မင်း online တက်ပို့ဆိုးတာဟာနင်းတို့တောက်တိုင်နေဖြစ်တယ်ဆိုတာပဲနော်အိမ်တဲ့အိမ်ဟာဘလောက်ပဲကောင်းကောင်းတောက်တိုင်မကောင်းဘူးဆိုဒီအိမ်ကပြိုလဲနိုင်တယ်ထိုနည်းတူပဲမင်း online ဆိုတဲ့ခွေးချပုမပြိုလဲဘဲနဲ့ဒီနေ့ဒီအချိန်ထိရှိနေတာဟာနင်းတို့လိုမျိုးစက်မပြည့်တဲ့သူတွေကြောင့်ဖြစ်တယ်ဒါကြောင့်အခုဒီအမတ်ငါရက်ွက်ကနန်း CDM ကိုဖမ်းတာဟာရေးတွေစစ်သားတွေကိုတတ်တာနဲ့ တူတူပဲဒီနေ့ကျွတ်တော်လာနေရဲထဲမှာရှင်းရှင်းလေးပဲ CDM တွေမ CDM တွေနားမလဲဘူးခွေးပဲရက်သလားတော်လာရဲပဲရက်သလားဆိုတာပဲ ခွေးပဲရတဲ့သူဒီဟာဝန်ထမ်းပဲဖြစ်ဖြစ်ဝန်ထမ်းမဟုတ်တာပဲဖြစ်စစ်တပ်ပဲဖြစ်စစ်တပ်မဟုတ်တာပဲဖြစ်အားလုံးရဲ့အပြစ်ဟာသူညီးတယ်ဒါကြောင့်စစ်တပ်ကိုတတ်တယ်လို့ပဲဒီ CDM ဒီကိုလည်းအားလုံးကိုတတ်ပြရမှာဖြစ်တယ်နော်နင်တို့ဒီမရှက်ဘူးလားလို့ပြောတယ်ခဏတော့ကကြောမျိုးမြင်လဲမရှက်ဘူးလားလို့ပြောတဲ့အခါမှာဒီအရှက်တရားဆိုတဲ့ဥစ္စာကိုသာနင်တို့သိတယ်ဆိုလို့ရှိရင်ဘာကြောင့်မို့လေရင်နဲ့ဘုံကျဲတယ်လဲမေလ20ရက်နေ့ညနေပိုင်းမှာမြိုင်မြို့နယ်ဘီးရွာမှာရှိတဲ့ သမင်းဆိုင်မှာပုံလာကျဲသွားတယ်။ PDF လဲရောက်ဆုံးသွားတယ်။ဆန်ရှင်တွေရောက်ဆုံးသွားတယ်။နင်တို့တက်တိရှိတယ်ဆိုလို့ရှိရင် PDF တွေရှိတယ်ဆိုတာနင်တို့သိတယ်မဟုတ်လား။ဒါဆိုလို့ရှိရင်နင်တို့ရဲ့စစ်ကြောင်းဘလောက်နဲ့လား။တထောင်နဲ့လားနှစ်ထောင်နဲ့လားချိတက်သွားလိုက်လေ။ဘာကြောင့်မို့အပေါ်ကနေလေရင်နဲ့ပုံကျဲတယ်လဲ။ငို့တော်လိုက်ရဲတွေကိုမရှက်ဘူးလားလို့မင်းမဲ့စကလုံးကနင်တို့ဖန်နင်တို့ပြောอยู่ရမှာဖြစ်တယ်။ဒီမန္တလေးတိုင်းဒီညောင်ဦးမြို့ဘက်ကနေမှထွက်လာတဲ့ in အား60ပါစစ်ခွေးတွေကိုကျတော့တော်လာရဲတွေဘက်ကနေမှဂျိုးကန်းရွာအနားမှာ 30မိနစ်လောက်တိုက်ပွဲဖြစ်ပွားခဲ့တယ်။အဲ့ထက်မှာခွေငါကောင်တေသွားတယ်၊ drone တစ်စီးဖြက်စီးနိုင်ခဲ့တယ်။အဲ့မှာသူတို့စစ်ရှုံရှုံတော့လေ။အဲဂျိုးကန်ရွာကိုဝင်ပြီးမှဖုန်ကြီးကြောင်းပါမကြမ်း။အားလုံးမွေနောက်ပြီးတော့ထွက်သွားတယ်ဆိုတော့ကိုသိရတယ်ဆိုတော့နင်းတို့တတိရှိတယ်ဆိုလို့ရှိရင်ဒါကြောင့်နင်းတို့နင်းတို့ကိုနင်းတို့ပဲရှက်တတ်အောင်နေเนาะအခုကြွားပြောပြမယ်เนาะစစ်ခွေးရဲ့ lobby ဒီစစ်ခွေးဒီရဲ့ media ခေါ်တဲ့ဘုံငုံဒီအားလုံးကိုဖတ်မိတဲ့အခါမှာ ပထမဦးဆုံးကျွန်တော်တို့လောက်ရမှာကသူတို့ရဲ့ပါဇက်ကစကားများလို့နဲ့သူတို့ရဲ့နှခမ်းကအယေခွန်နဲ့အကုန်ချွတ်ပေးမယ်။ပြီးလို့ရှိရင်ဟိုလိုမျိုးငပေါက်ဒီဆိုလို့ရှိရင်တော့ခေါင်းကနဲ့အယေခွန်အရင်ခွာမယ်။ကြည့်ထားလိုက်နော်။အခုဒီကြိုဆူဦးအတော့အတော့ကိုစောင်းထားတယ်။ဘမစကပုံမှာတော့ရှိသလားမသိဘူး။ကျွန်တော်တို့ကချင်းနေကတော့ရှိတယ်။အာဘာပြောလဲဆိုတော့တေခါနီးဒီကလေစောင်းပူထားတယ်ဆိုတော့လို့လေ။ ်ဆိုတော့အခုဒီကြိုဆူဦးလဲအခုတလောအတော်လေးကိုဇောင်းထလာတာတွေတွေ့တယ်ကြိုမျိုးမင်းလဲထုံနေလကောင်းပဲဇောင်းထလာတာတွေတော်များတယ်ဒါကြောင့်ဇောင်းထတာများလို့လို့ရှိမတာပေါ်တာမြန်လာနိုင်တယ်เนาะသိမပြောချင်ဘူးပြည်သူတွေအားလုံးစမ်းမပြည့်ရှိကြပါစေ